ချက်စီတင်ကတော့နီပြမာရက်စကာရဲ့လူထုပုံအမားယွင်းနေနဲ့မိုင်ပေါင်းထောင်ချီလာခဲ့ရတဲ့အဲမိုင်ပေါင်းထောင်ချီပြီးတော့မှလာပြီးကစားရတဲ့ဒီကွာတာဘက်အသေးနဲ့ပွဲစဉ်မှာတူတူဆိုရရလက်နဲ့သေတမတ်တာရရှိပြီးတော့အခုဆိုမိုင်ပေါင်းထောင်ချီပြီးတော့အိမ်ပြန်ခဲ့ရပါပြီအဲအဲ့လိုပဲမင်္ဂလာပါဒါတော့ဘာမီချစီ YouTube channel ပါဆိုတော့ကျွန်တော်တို့မလေးကညကကစားသွားခဲ့ကြတဲ့ဒါကွာတာဘက်သေးနဲ့ချက်စီတင်တို့ရဲ့ပွဲပြီးပြိသက်တယောက်ရဲ့အမြင်သုံးသပ်ချက်ဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်မှာ Mariska က Mariska ရဲ့လူထုပုံကိုကျွန်တော်တို့အရင်ဆုံးဝေဖန်ရပါလိမ့်မယ်ဆိုတော့ Mariska ဒီအာ Conference League နဲ့ Champion League ဒီ League အရေးအသွေးအတူတူပဲလို့သူအနေနဲ့ထင်မှွန်ရတယ်နောက်တော့အာကစားသမားတွေကိုအလှည့်ကျပွဲထွက်စီချင်းနေဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်မြင်ခဲ့ရတယ်ဆိုတော့ဆိုတော့သူ့ရဲ့လူစင်းမှာလက်နဲ့သုံးနေဆိုတဲ့ပုံစံနဲ့ပွဲထွက်လာတယ်ဒါတော့တခြားနေရာတွေကျွန်တော်အထူးတည်းလည်းမပြောချင်တော့အထူးသဖြင့်စန်တာဘက်နှစ်ယောက်ဖြစ်တဲ့ဒါ တိုဆင်နဲ့ဟာတိုကိုတွဲပြီးခဲ့တဲ့သူ့ရဲ့ဆုံးဖြတ်ချက်တိုဆင်သည်လက်ရှိချက်စီတင်ရဲ့စနာအဲစနာဘက်တွေထဲမှာသူကအားလဲဆုံးပဲဒါပေမဲ့ချက်စီတင်ရဲ့ရှားစနာဘက်တွေဒီလဲဆောင်းပြန်ကောင်းရင်လာမင်းမကောင်းပါအဲ့ဒီမကောင်းတဲ့သူတွေထဲမှာတိုဆင်ကအငြင်းဆုံးအချာဆုံးပဲသူ့လောက်လေးရတဲ့သူပဲရှိတယ်အဲ့လိုအဲ့ဒီကစားသမားနဲ့အဲ့ဒီတိုဆင်နဲ့ဒီမနစ်ကအေဂျင့်မှာသွားကစားတော့အေဂျင့်မှာကစားခဲ့တော့က လက်ဖက်အဖြစ်နဲ့ပဲတရားသီလုံးကစားခဲ့တဲ့ဟတ်တူတို့ကိုသူကစင်နာဘက်မှာနှစ်ယောက်တွဲပေးထားတယ်။ဘေးမှာတော့ကူကူရလာ reach chain ရှိတယ်။ဆိုတော့အဲ့ဒီစင်နာဘက်အတွဲကတကယ်ကိုမေကွန်းထုတ်ချင်စရာကောင်းလို့နေတူစင်တီအញ្ញံဆုံးချက်စီးသိရင်စင်နာဘက်လည်းမှာအញ្ញံဆုံးကားသမား။ဒါပြင်ဟတ်တူကစင်နာဘက်ဆစ်စစ်မဟုတ်ဘူး။စားတဲ့ဒီလိုစားတဲ့ကားသမားတွေနဲ့လီပြာကပွဲထွက်လာခဲ့တယ်။နောက်တော့ တပည့်ပေးဘော့မှာဆန်တိုနဲ့လာဘီယာကိုတွဲပေးထားတယ်ဆိုတော့ဒီနေရာမှာလာဘီယာကိုကျွန်တော်တို့တော်တော်လေးတော့စိတ်ကုန်ဖို့ကောင်းနေပြီလာဘီယာကပွဲကစားချိန်၄မိနစ်အကျော်၄မိနစ်လောက်မှာပဲပုံညံတရားရပြီးတော့ထွက်သွားတယ်ဆိုတော့ပွဲတော်မကစားသေးတဲ့အချိန်ဒီမှာဒဏ်ရာရပြီးထွက်သွားပြီအနည်းဆုံးတော့ဒီကစားသမားကနောက်ထပ်နှစ်ပတ်သုံးပတ်လောက်တော့အနည်းဆုံးအနားယူအောင်ပဲဆိုတော့သူ့အစားဟာမိုက်စကလိုက်စီတော့ဝင်လာတယ်ဒါပေမဲ့ လာပြည့်နဲ့ပတ်သက်လို့ရှိရင်အသင်းရဲ့ဒီအသင်းရဲ့နီးပြားတွေနောက်အသင်းရဲ့ပုံဖွဲ့တွေကတော့ဒီကစားသမားပေါ့ဘလို့မျိုးဘလို့စိတ်ထားမျိုးနဲ့များစိတ်ရှိလက်ရှိကြီးစုပေးနိုင်လဲတော့မသိဘူးအမေရောပြိသက်တယောက်အနေနဲ့တော်တော်လေးကိုမြင်းမြင်းကပ်လာပြီဒီကောင်အားလေတရားပဲအမေရနေတာဘာပွဲမဟုတ်လောက်လောက်လောက်မကစားရအောင်ထားတော့ဒါတော့ပိုင်းပြနောက်ထပ်လူစင်းမှာကြောက်ပတ်ထိုးကနံပါတ်10 ST ဘောက်ကစ်တန်က ာဝင်ကားရီနေနဲ့ကစားတယ်သူ့ရှေ့မှာကြော့ကြော့ကိုဘာလို့ပွဲထုတ်လာကြော့ကလမ်းရဲ့ရာလောက်တဲ့အထိအရန်ကောင်းနေရလားအသေးမှာဒါမှမဟုတ်လို့ရှင်ကွန်ဖရန့်လီမှတ်နေရလားဘရိုဒီချန်ပီယံလီဂ်မှာအခုမှကွာတာဘတ်လို့ပါလို့ဆိုတာတကယ်တော့ချန်ပီယံလီဂ်မှာချက်စီတခြားအသင်းကြီးတွေနဲ့ရှင်တော်တော်လေးနှိမ့်တဲ့ခြေစွမ်းမျိုးကိုကျွန်တော်တို့အလုံးတိကြရဲသူတို့ဒီခြေစွမ်းမကောင်းကြဘူးဆိုတာမျိုးကျွန်တော်တို့တိကြရဲအဓိကကသူတို့ဒီ တို့ရဲ့လီးတွေမှာတို့ကအကောင်နေပဲတို့လီးတွေမှာတို့အကောင်ဖြစ်လာမှာဟာဒီချန်ပီယံလီးမှာဝင်ကစားခွင့်ရကွန်ဖရင့်လီးတွေမျိုးအဆင့်ခုအဆင့်ရှိကအသေးနေလာကစားလို့ရတာမျိုးမဟုတ်เนาะဆိုတော့အနီးပြားကဒီနေ့ပွဲစဉ်မှာကွာတာဘက်ကိုတော်တော်လေးအထင်သေးတဲ့ပုံစံနဲ့ဒီလူစည်းနဲ့ပွဲထွက်လာခဲ့တယ်ဆိုတော့ကွာတာဘက်ကစောစောစီးစီးပဲဆုံးမပေးလိုက်တယ်ဆိုတော့အဲ့မှာဗျားများသွားပြီခုနကသူအနာပေးခြင်းနဲ့ကစားသမားတွေအကုန်လုံးကိုဒုတိယပိုင်းမှာပြန်ထည့်ခဲ့ရဆိုတော့ဘာဖြစ်လဲဆိုတော့ရှင် သူအနာပေးကြည့်နေအစီအစဉ်လည်းမအောင်မြင်ဘူးအသင်းရဲ့ရလဒ်ကလည်းမအောင်ဟိုအနိုင်မရခဲ့ဘူးပွဲစဉ်ရဲ့အစောပိုင်းမှာတော့ချက်စီးတင်းကဥဆောင်ကိုစရတယ်ရတယ်ဆိုပြီးမဲ့အာပထမပိုင်းမှာပဲ2ခုဆက်တိုက်ပြန်ပြီးပြေးခဲ့ရတယ်ဒုတိယခုကအာဒုတိယလုံအောင်တော့ဟာလိုလက်ထိပါပေါ့နော်ဟာလိုကဒီနေ့ပွဲစဉ်မှာတော်တော်လေးညံ့နေ performance ကိုပြဒါပေမဲ့ကျွန်တော်ကဂါလမောက်သွားပြီးပြစ်တင်လို့မရသူ့နေရာလည်းမဟုတ်ဘူးဒါအပြင်အသင်းမှာစင်တာဘက်တွေရှိနေသေးတယ်ဗျာဥမာအချင်းပေါင်းရှိတယ်ချာလိုပါရှိတယ်ဖူပန်လာရှိတယ် န္ဒာဘက်3ရက်လောက်ကတကယ်ဆန္ဒဘက်စစ်စစ်ကစားတဲ့ကာလမှာ3ရက်လောက်ကရန်ခုံမှာထိုင်နေရပြီးတော့ဟတ်တိုကဝင်ကစားနေတယ်အဲ့ဆန္ဒဘက်နေရာကိုတကယ်လို့ဟတ်တိုကိုပွဲကစားခြင်းပေးခြင်းနဲ့ဆိုလို့ရှိရင်ကုကူရဲ့လောက်ကိုနားပေးနားလိုက်တပတ်ချက်လားပေးနားလိုက်ဆန္ဒဘက်တကယ်ကောင်းတဲ့ဆန္ဒဘက်နှစ်ယောက်ကိုအင်းမှာတော့ဟိုအတင်းမှာရှိတဲ့အကောင်းဆုံးဆိုတဲ့နှစ်ယောက်လောက်ကိုတော့တွဲပေးထားလိုက်ဒါပေမဲ့နီးပြအဲ့ဒီလိုမလုပ်ချင်ဘူး ကိုယ်ရလာကိုလည်းသူလက်မလုပ်ချင်ဘူးဟတ်တူကိုလည်းသူတုံးချင်တယ်ဆိုတော့ဘာလုပ်လဲဆန်နာဘတ်ကြီးအကုန်လုံးပိတ်ခေါက်ပလိုက်ခေါက်ပြီးတော့တူစင်းနဲ့တွဲပစ်ထားလိုက်ဆိုတော့အဲ့မှာဟောင်းလောင်းကြီးပထမပိုင်းမှာဆိုရင်ပထမပိုင်းမှာဆိုလို့ရှိရင်ချဲစီသိရင်ခန်းစစ်ကတော်တော်ကိုဆိုးတာအာကွာတာဘက်ကဒါရိုက်ဘောတွေလောင်းဘောတွေတုံးပြီးတော့ကစားတယ်ကစားတာကမှအထူးသဖြင့်သူတို့ရဲ့လောင်းဘောတွေဒါရိုက်ဘောတွေကဟတ်တူရှိတဲ့အချမ်းကိုပဲအဓိကဦးတည်ပြီးကစားတယ်ဟတ်တူရှိတဲ့အချမ်းလဲဆိုလို့ရှိရင်ဟတ်တူကအရက်ပူတယ်ဒါကြောင့်မလို့ ဟာလိုကိုပဲ UDB ကစားရတယ်။နောက် तू က center back စစ်စစ်တယောက်မဟုတ်တဲ့အတွက်အခေါင်းနိုင်ပေါ်ဒီမှာ island jet တရှိကောင်းရှိနိုင်တယ်။ဆိုတော့ဒါမျိုးကို quarterback ကတကယ်ဟို island jet ချက်ချင်းတင်းရဲ့ island jet ကိုတကယ်ကိုတိတိကျကျအောင်ထိုးဖောက်နိုင်တယ်။ထိုးဖောက်ပြီးတော့ twinkle တွေလွယ်လွယ်ကူကူပဲသူတို့ရသွားတဲ့ twinkle ကအရန်လွယ်တယ်။လွယ်လွယ်ကူကူလေးရသွားတယ်။ goal တွေ penalty တစ်လုံးလဲပါတယ်ပေါ့နော်။ဆိုတော့ချက်စီးတင်းကတော့19မိနစ်မှာ ST ဘောင်းရဲ့တကယ်တကယ်ကောင်းတဲ့ဒါ intelligence ရောနောက် skill ရောဒါပေါင်းဆက်ပြီးတော့တွင်းသွားတာ သူရဲ့ first step ကသူဘောလုံးလက်ခံတဲ့အချိန်မှာ first step မကောင်းပြီမဲ့ဒါ second touch မှာတော့သူဆွဲထုတ်နိုင်ခဲ့တယ်သူကန်ကျင်တဲ့ဘက်ကိုသူရောင်းအောင်ဆွဲထုတ်နိုင်ခဲ့ပြီးတော့နောက်ဆုံးအာကုသမရဲ့တောင်ပြင်းတဲ့ကိုပဲရောင်းအောင်ကန်သွင်းသွားနိုင်ခဲ့တယ်ဆိုတော့ဒီဘက်ကမှ performance ပြတဲ့ကာလမှဆိုလို့ SD ဘောင်းတယောက်ပဲရှိတယ်ကျန်တဲ့ကာလမှတွေကအလုံးမဖြစ်နောက်ဂျာဝဘတ်ထူနဲ့ပတ်သက်လို့ရှိရင်လည်းဂျာဝဘတ်ထူကအခုချိန်ထိသူကဘယ်နေရာမှာညီပြကထားကစားမလဲဆိုတာမျိုးကိုဒါကာလမှလည်းမသိတယ်လို့ကျွန်တော်လည်းမသိဘူး တခါလေအထောင် striker အနေနဲ့ပွဲထွက်လာကောင်းပွဲထွက်လာလိမ့်မယ်တခါလေကျရင်နံပါတ်10ဖြစ်ရင်ဖြစ်သွားလိမ့်မယ်ဒါကကူပမမရှိတဲ့အခြေအနေဆိုပေမဲ့ဒါအကြောင်းပတ်ထုတ်ကိုအဲ့ဒီလိုဟိုဒီပွဲနံပါတ်9ကစားလိုက်နောက်ပွဲနံပါတ်30ကစားလိုက်လုံနေတာကအာမရဲ့ခြေစွမ်းကိုအများကြီးထိခိုက်စေတယ်ဒီနေ့ပွဲမှာလည်းကြောင်းပတ်ထုတ်ကကိုပေါက်ထွက်ပြောက်တယ်ဟာအရှိပွဲမှာဂိုးလေးရတာလို့ကိုပြန်ရားနိုင်လောက်တယ်ဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်ထားတာဒါပေမဲ့သူ့ကိုနံပါတ်10ကစားစီတယ် အဲဆော့ပိုင်းမှာဆိုလို့ရှိရင်ပထမပိုင်းမှာဆိုလို့ရှိရင်ချက်စည်းတင်းကဒါကွာရာဘက်နဲ့ကိုသူတင်ကိုတင်ကစားနေရတာကိုကဖိပီကိုကဖိပီကစားနေရတာမျိုးမဟုတ်ဘူးကွာရာဘက်ရဲ့အာအော်ဒါဘောမှာ pressing လောက်တာတွေကိုလောင်မှချက်စည်းတင်းကခန်းနေရတာဆိုတော့အဲ့ဒီအတွက်ဂျောင်းဘတ်ထိုးကဟိုအောက်ထိဘောလုံးဆင်းယူပြီးတော့ဘောလုံးလက်ခံပေးရတဲ့အထိကျွန်တော်တို့မြင်ခဲ့ရတာဂျောင်းဘတ်ထိုးကတကယ်အရှိရောက်သွားတဲ့အချိန်မှာဂျောင်းဘတ်ထိုးမှာလုံလောက်တဲ့ energy မျိုးဟို stamina မျိုးမရှိတော့ဆိုတော့အဲ့လိုမျိုးပြား ဟိုနီးပြကကစားသမားတွေကိုသူ့နေရာနဲ့သူအံဝင်ခွင့်ရမတော့ဘူး။နောက် George ကိုတုံးတယ်။ George ကိုတုံးမဲ့အစား Joao Pedro လည်း striker ထားဆုပ်လို့ရ။နောက် Lian Dilek ကိုလည်း striker ထားဆုပ်လို့ရ။နောက်ပြီးတော့ဒါ Giu Giu ကိုလည်း Giu ဒီ striker စစ်စစ်တယောက်သူသူ့လည်း striker ထားဆုပ်လို့ရ။ဆိုတော့အရှိပွဲမှာဒါ Joao Pedro နဲ့အာ Giu နဲ့အတွဲကအလုံးမဖြစ်ဘူးဆိုတာနဲ့ပဲအာ Joao Pedro နဲ့ Joao ကိုတွဲသုံးတာလေဒီနေ့ဘက်မှာထပ်ပြီးအလုံးမဖြစ်ဘူး။ဆိုတော့ ဒီသားသမားတွေကိုနှီးပြကဘာလူများလိုင်းရတီပေးပေးနေရလဲဆိုတော့နားမလဲဘူးနောက်ထပ်ကအခုလိုလူစင်းအပြောင်းလဲတွေကအသင်းရဲ့ရားလက်ကိုရိမ့်နိုင်သေးတယ်ဟိုအရှိပွဲမှာစပားနဲ့ပွဲမှာတကယ်ကောင်းတဲ့တကယ်ကောင်းအောင်ကစားပြထားနိုင်တဲ့အသင်းကဒီနေ့ပွဲစဉ်မှာဆုတ်ချနေတဲ့အသင်းတစ်သင်းအနေနဲ့ကျွန်တော်ပြန်မြင်တွေ့ခဲ့ရတယ်နှီးပြမာရစ်ကာနားလဲရမှာကချန်ပီယံလိဒီယူကွန်ဖရင့်လိမဟုတ်ပါဘူးဆိုတာပါပဲဆိုတော့အခုတော့သူသင်ခန်းစာကောင်းကောင်းရသွားလိမ့်မယ်လို့ထင်တယ် ဆိုတော့ဒီပုံစံအတိုင်းနဲ့တော့ဒီလိုပုံစံအတိုင်းသာဆက်သွားနိုင်မယ်ဆိုလို့ရှင်ချန်ပီယံလိဝင်ခွင့်ကလည်းဒါအဲချန်ပီယံလိနဲ့ချန်ပီယံလိမှာလည်းဘာမှဖြစ်မြောက်လာမှာမဟုတ်လို့အာ EPL မှာလည်းပရီးမီးယားလိမှာလည်းဘာမှဖြစ်မြောက်လာစရာမရှိပါဘူးဆိုတော့ဒီနီးပြနဲ့ကတော့ဒီနီးပြနဲ့ကတော့ချက်စီးသင်းရဲ့အခြေအနေကရှင်းလေးဖို့ကောင်းပါတယ်အဲ့တော့နီးပြကတပွဲတိုးအခြေအနေတွေကလွဲလို့ရှိရင် တစ်ခါတစ်ခါဒီလိုမျိုးအခုလိုမျိုးထထကြောင်းတဲ့လုံရက်တွေကတော်တော်ကိုဆိုးဆိုးပါနိုင်လင်းတဲ့ပွဲတွေမနိုင်ထားတာကကိုယ်တည်လို့ကိုတူးထားတာနဲ့အတူတူပဲဆိုတာဒီပြမာရက်စ်ကနားလည်လာပါလိမ့်မယ်ဆိုတော့ဒီတော့ပါပဲစုံနေကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်